်မင်္ဂလာပါရှင်ခေတ်သစ် news သတင်းဌာနဤထိတ်တန့်သတင်းမြောက်တင်ဆက်ပေးပါရမရှင်ပထမအဆုံးနေပြီးတော့ဥတ္တရာတိရီမြို့နယ်ရှိစစ်တပ်ဤစခန်းကို PNL ကဝင်ရောက်စီးနင်းနေပြီးနေပြီးတော့ဝင်းကျင်အထိ PNL ကရောက်ရှိနေရာယူထားပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါရမရှင် အကျန်းဖတ်စစ်တပ်အခြေစိုက်နေပြည်တော်ဥတ္တရတီရီမြို့နယ်ရှိစစ်တပ်၏စခန်းကို PNL ကဝင်ရောက်စီးနင်းပြီးနေပြည်တော်ဝန်ကျင်အဓိ PNL ကရောက်ရှိနေရာယူထားပြီးဖြစ်ကြောင်းပြည်သူလွတ်လပ်ရေးတပ်မတော် PNL အထွေထွေအတွင်ရေးမှုရဲဘော်နီနီကျော်ကရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောဆိုထားပါတယ်။နိုဝင်ဘာလ12ရက်နေ့ညနေပိုင်းနေပြည်တော်ဥတ္တရတီရီမြို့နယ်နဲ့တပ်ကုန်းမြို့နယ်အကြားရှိရတနာမြေအခြေပြု လုံခြုံရေးကင်းစခန်းကိုပြည်သူလွတ်မြောက်ရေးတပ်မတော် PNL ကဝင်ရောက်စီးနင်းခဲ့ကြောင်း အဆိုပါစက္ကန်းမှာစစ်သားများက PNL ကဝင်ရောက်စီးနင်းနေချိန်စက္ကန်းဆုံခွာထွက်ပြေးသွားကြောင်းထို့ကြောင့် PNL စက္ကန်းဤကင်းဆောင်မျိုးစင်များဘန်ကာများကိုဖျက်ချော်ကစက္ကန်းအတွင်းဝင်ရောက်ခဲ့ကြောင်းယင်းနောက်စက္ကန်းတစ်ခုလုံးကိုရှင်းလင်းရေးဆောင်ရွက်ခဲ့ကြောင်းအဆိုပါစက္ကန်းမှာစစ်တပ်ကနှစ်နှစ်ဝင်းချင်းတပ်ဆွဲထားသောစက္ကန်းဖြစ်ကြောင်းသိရှိရပါတယ်ရှင် စစ်တပ်ကရမဲတင်းမြို့နယ်မှာစစ်ကြောင်းတစ်ကြောင်းနေပြီးတော့နဲအမြန်လမ်းမှာစစ်ကြောင်းတစ်ကြောင်းအခြေပြုစကန်နှစ်ခုမှာစစ်ကြောင်းတစ်ကြောင်းစုစုပေါင်းစစ်ကြောင်း၃ကြောင်းဖြင့်နေမြေစုမွေးစစ်ကြောင်းထိုးနေခြင်းစစ်တပ်ရဲ့အခြေပြုစကန်တစ်ခုကို PNLA မှဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်းထို့ပြင်နိုဝင်ဘာ၃ရက်နေ့တွင်လည်းအဆိုပါစကန်တစ်ခုလုံးကိုထပ်မံရှင်းလင်းလှုပ်ဆောင်ခဲ့ကကြီအချို့ငွေသားအချို့နဲ့စစ်အုံဆောင်ပစ္စည်းအချို့တင်စီရရှိမိခဲ့ကြောင်းသိရှိရပါတယ်ရှင် ကျမတို့ပြည်အလေးရဲဘော်တွေကြီးပဲဝင်ရောက်စီးနေတာအခြားဘက်တက်မှမပါပါဘူးဟုပြည်သူလွမြောက်ရေးတက်မှာတော့ပြည်အလေးအထွေထွေအတွင်ရင်မှုရဲဘော်နီနီကျော်ကရှင်းပြထားပါတယ်။လက်ရှိတွင်စစ်တပ်စစ်ကြောင်းတစ်ခုကဒီရန်နာမြေအခြေပြုလုံခြုံရေးစခန်းဤအနီးကပ်ရွာနေရာတွင်စစ်ကြောင်းထိုးလျက်ရှိကြောင်းသိရှိရပါတယ်ရှင်။ပြန်လေတံများအနေဖြင့်ပျောက်ကြားစနစ်ဖြင့်နေရာပေါင်းစုံတို့ရောက်ရှိနေပြီးအချို့နေရာများတွင် မဟာမိတ်တပ်များနှင့်ပူးပေါင်းဆောင်ရွက်နေကြ PNL ကနေပြည်တော်ဝင်းကျင်အထိရောက်ရှိနေရာယူထားပြီးဖြစ်ကြောင်း၎င်းက အရှင်းပြထားပါတယ် PNL ကပျောက်ကြားစစ်ဆင်နေတာဆိုတော့အချို့ဒေသတွေကိုဝင်ရောက်နေရာယူနေနိုင်ပြီးအချို့နေရာတွေကြတော့မဟာမိတ်တွေနဲ့ပူးပေါင်းပြီးတော့တိုက်ပွဲဝင်နေတယ်အဲ့ဒီနေရာတွေကတော့ဟိုတစ်ခေါက်တည်းကဗိုလ်ကြီးတွေဖမ်းမိတာတွေရှိသေးတယ်အဲ့ဒီနေရာကလှုပ်ရှားနေမြေပေါ့နော် ကျမတို့ရဲဘော်တွေကတော့သူတို့ရဲ့ရဲစံတတိကိုကျမတို့ချီးကျူးပါတယ် ျမတို့မှာရှိတဲ့အင်အားနဲ့အများရန်တိုက်ချင်းခိုက်ချင်းစိတ်ရှိပါတယ်ပြည်သူဘက်ကကောက်ွယ်ပေးချင်းစိတ်ရှိတဲ့ဒီလောက်အင်အားကြီးမာတဲ့ရန်သူတွေကိုတတိရှိရှိနဲ့ဖျက်ထိုးညံ့ရှိရှိနဲ့တိုက်ပွဲတွေပေါ်ဆောင်တဲ့ပေါ်သူတို့ကိုလေးစားတယ်ဂုံလဲဂုံယူတယ်ဝမ်းလဲဝမ်းမြောက်မိပါတယ်ဟုပြည်သူလူမျိုးရေးတမတော် PNL အထွေထွေအတွင်းရင်မှုရဲဘော်နီနီကျော်ကရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောဆိုထားပါတယ် ဆက်လက်ပြီးတန်တောင်ချင်းမြို့နယ်တွင်စနေကုန်းကျေးရွာသူအသက်၈၀နှစ်အရွယ်နော်ဒီတာဘိုးကိုစစ်တပ်ကအုပ်စုဖွဲ့အာရမပြုခြင်းပြီးဓာဖြင့်မတည်မချင်းထိုတက်တီတည်ရင်တင်ဆက်ပေးသွားပါမယ်။ကရင်ပြည်နယ်တန်တောင်ချင်းမြို့နယ်တွင်စနေကုန်းကျေးရွာသူအသက်၈၀နှစ်အရွယ်နော်ဒီတာဘိုးကိုအကြမ်းဖက်စစ်တပ်ကအုပ်စုဖွဲ့အာရမပြုခြင်းပြီးဓာဖြင့်မတည်မချင်းထိုတက်သွားခဲ့ကြောင်း KNL တက်မဟာနှင့်တရင်ကတော်ဒီကိုမှတော်ဝင်ရှိသူတို့ကရန်ကုန်ခေတ်သစ်တည်င်းဌာနထံပြောဆိုထားပါတယ် နိုဝင်ဘာလ၄ရက်နေ့ညနေ6:30မိနစ်ခန့်တွင်တန်တောင်ကြီးမြို့နယ်အတွင်းရှိအကျန်းဖက်စစ်တပ်၏ဘရင်တော်တင်တန်းကျောင်းမှစစ်သားများနှင့်124တရင်မှစစ်သားများပူးပေါင်းထားသောစစ်ကြောင်းသည်တောင်ငူမှတန်တောင်ကြီးသို့စစ်ကြောင်းထိုးလာခြင်းစနေကုန်းကြီးရအတွင်သို့ဝင်ရောက်ကင်းချကညအိပ်ရန်ယာယီတဆွဲခဲ့ကြောင်းသိရှိရပါသည်။ ထို့နောက်အကြံဖတ်စစ်သားများသည်စနေကုန်ကြီးအတွင်းရှိပြည်သူပိုင်နေများကိုဝင်ရောက်စီးနင်းခြင်းနေအတွင်းရှိနေသည့်တနစ်နှစ်လအရွယ်ကလေးငယ်ဤမိခင်ဖြစ်သူအသက်၁၈နှစ်အရွယ်နော်ဒီတာဘောခနော်ငင်းငယ်ကိုစစ်သား၃ဦးကအုပ်စုဖွဲ့အာဓမပြုခြင်းပြီးရင်အောင်နှင့်လေပင်တို့ကိုဓာအဖြင့်၆ချက်ထပ်မင်းမတည်မချင်းရရဆက်ဆက်ထိုးတက်ခဲ့ကြောင်းသိရှိရပါတယ်ရှင် ထို့ပြင်အကြံဖတ်စစ်တပ်စေချောင်းကြီးကျေးရွာတွင်ရှိပြည်သူပိုင်နေများမှလက်ဝတ်လက်စားများငွေကြေးများတံမိုးရှိပစ္စည်းများကိုလည်းခိုးယူလူရသွားကြောင်းပြည်သူများ၏အိမ်မွေးတိရစ္ဆာန်များကိုလည်းတက်ပြတ်စားတော့ကကျေးရွာဖုန်ကြီးကြောင်းရန်ကုန်ငွေများကိုလည်းအရောက်ဝဲတောက်သွားကြောင်းသိရှိရပါတယ်ရှင် အဲစစ်ခွေးစစ်ကြောင်းကတောင်ဝူကနေတန်တောင်ကြီးကိုစစ်ကြောင်းထိုးတာစနေကုန်းကြီးရွာအတွင်းမှာညအိတ်တဆဲတော့အသက်၁၈နှစ်အရွယ်နော်တီထဘိုးကိုအုပ်စုဖွဲ့အာရမပြုခြင်းပြီးဒါနဲ့အမတိမချင်းရရဆက်ဆက်ထိုးတတ်သွားတာရွာတွေကိုလည်းဝင်းဝေးပြီးသူတို့စိတ်ကြအကုန်ခိုးယူသွားတယ်။ဒီမကောင်းဆိုဝါထက်ဆိုတဲ့ကောင်တွေကိုပြောစရာစကားမရှိတော့ပါဘူးဟု KNL တမဟာနှင့်တယင်းကတော်ဒီကိုမှတောင်းရင်ရှိသူကပြောဆိုထားပါတယ်ရှင်။ ံမော့တောင်မြို့သိမ်းတိုက်ပွဲတွင်မြို့မှရဲစခန်းနှင့်လဝကကိများလုံကြုံရေးကိစ္စကမ်းများကိုတော်လန်ရေးတပ်များကတင်းယူလိုက်ပြီးနေရအများစုထိန်းချုပ်သည့်တွင်စစ်တပ်ဘက်မှစစ်သားအများပြားထိုင်းဘက်သို့ထွက်ပြေးပြီးထိုင်းစစ်တပ်ထံသို့လက်နက်20ကျော်အနက်ခိုလုံသည့်တွင်တင်ဆက်ပေးပါမည်။ တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မောတောင်မြို့ပေါ်တွင်စစ်တပ်နှင့်တော်လှန်ရေးတပ်များကြားတိုက်ပွဲများပြင်းထန်ဖြစ်ပွားပြီးနောက် မောတောင်မြို့မှရဲစခန်းနှင့်လာဝကလုံခြုံရေးဂိတ်များကိုတော်လှန်ရေးတပ်များကတင်းယူလိုက်ကြောင်းတော်လှန်ရေးတရင်အရေးမြစ်ကရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောဆိုထားပါသည်။နိုဝင်ဘာလ10ရက်နေ့မှစ၍စစ်တပ်ကမောတောင်မြို့နှင့်ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကိုမြေမြေစုမှုမှုပြန်လည်ရရှိရေးစစ်ကြောင်းထိုးလာသောကြောင့် ထို့သို့စစ်ကြောင်းထိုးမှုအတွင် KNL ဥဆောင်သောတော်လန်ရေးတပ်များနှင့်တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားပြီးနောက်မြို့ပေါ်အထိပါတိုက်ပွဲများကူးစက်ခဲ့ကြောင်းနိုဝင်ဘာလ17ရက်နေ့နှင့်နိုဝင်ဘာလ12ရက်နေ့တို့တွင်တော်လန်ရေးတပ်များကမောတောင်မြို့ပေါ်ရှိမြို့မရဲစခန်းလုံခြုံရေးဂိတ်များလဝကကဂိတ်များကိုတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းသိရှိရပါတယ်ရှင်။ သူတို့စစ်ကြောင်းထိုးတဲ့နေရာကနေတိုက်ပွဲကမြို့သိမ်းတိုက်ပွဲပုံစံပြောင်းသွားတာအခုမြို့ပဝင်းချင်းတစ်ခုလုံးကိုတော်လန်ရေးတပ်တွေထိန်းထားတယ်မြို့ပေါ်မှာလည်းပြည်သူတွေမရှိတော့ဘူးစစ်ခွေးတွေလည်းပိတ်မိနေရာတွေရှိတယ်နေမြေစုမှုမှုကတော်လန်ရေးတပ်တွေဘက်မှစုမှုထားတယ်ဟုတော်လန်ရေးတရင်ကပြောဆိုထားပါတယ်မောတောင်မြို့ပေါ်မှာ တိုက်ပွဲများအပြင်းထန်ဖြစ်ပွားပြီးနောက်မြို့ပေါ်မှာစစ်သားအချို့ကနေဆက်ဘက်သို့ထွက်ခွာလာပြီးယနေ့နိုဝင်ဘာလ14ရက်နေ့နံနက်3နာရီအချိန်စစ်သား30နီးပါးမှထိုင်းဘက်သို့ခိုးလုံလာကြောင်းထိုင်းစစ်တပ်ကမြန်မာစစ်သားများထံမှလက်နက်20ရောတင်ပိုက်လိုက်ကြောင်းရင်းဖြစ်စဉ်ကိုစစ်ဘေးရှောင်များကတွေ့ရှိဓာတ်ပုံများရိုက်ကူးရာထိုင်းစစ်တပ်ကဓာတ်ပုံနှင့်ဗီဒီယိုမှတ်တမ်းများကိုပြန်လည်ဖြတ်ခိုင်းခဲ့ကြောင်းသိရှိရပါတယ်ရှင်။ ။စစ်ဘေးရှောင်တွေကိုလည်းထိုင်းဘက်ကအခုယာယီထိုင်းနိုင်ငံနဲ့ဝင်ခွင့်ပေးတယ်။စစ်ခွေးတွေလည်းမြို့ပေါ်ကနေဆုတ်လာတာစုစုပေါင်း30ကျော်တယ်။လက်နက်20ကျော်ကိုထိုင်းစစ်တပ်ကိုအပ်တယ်။အဲ့ဒါမနက်အစောကြီးဆိုတော့စစ်ဘေးရှောင်တွေကလည်းတွားပြီးမှတ်တမ်းယူကြတာ။ထိုင်းစစ်တပ်တွေကအကုန်ဖြတ်ခိုင်းပါတယ်။ပြည်လာသူကပြောရဆိုရင်မြို့ပေါ်မှာစစ်ခွေးတွေအကုန်ဆုတ်ခွာကုန်ပြီဟုထိုင်းမြန်မာနယ်စပ်တွင်ခေလုံးရောက်ရှိနေသောစစ်ဘေးရှောင်တို့ကရှင်းပြထားပါတယ်။ လက်ရှိတွင်ထိုင်းမြန်မာနယ်စပ်သို့မောတောင်မြို့မှပြည်သူ3000နီးပါးစီပေးဆောင်ရောက်ရှိနေပြီးစာနေရိတ်ခါစေဝါနှင့်အမိုးအကာများလိုအပ်နေကြောင်းစီပေးဆောင်ပြည်သူများတွင်တက်ကြီးရွယ်အိုများကလေးငယ်များကိုဝင်ဆောင်မိခင်များပြားပါဝင်ကြောင်းသိရှိရပါသည် လက်တလောစစ်တပ်ကမောတောင်မြို့မကြစေရဲအတွက်လေကြောင်းတိုက်ခတ်မှုများကိုအရှိန်ဟုန်မြင့်နေပြီးမောတောင်မြို့ကိုလေရင်ဖြင့်ပုံကျဲချနေကြောင်းထို့ကြောင့်မောတောင်မြို့ပေါ်မှဇေယပဝင်းပြည်သူလူထု၏နေအိမ်များမိလောင်ဆုံးရှုံးမှုများဖြစ်ပေါ်လျက်ရှိကြောင်းဒေသခံပြည်သူများထံမှသိရှိရပါသည်ဆလဘီမင်္ဂလာတုံးဝါယာလက် တော်တိုက်ရက်ွက်အုတ်ချုပ်ရည်မှုဦးအိမ်မြင့်နှင့်အဖွဲကနေအိမ်ပေါ်တက်၍လူငယ်များကိုပေါ်တာဆွဲဖမ်းဆီး ကြောက်စဲတွင်အလုတ်သွားသည့်လူငယ်ရှိဦးကိုထွေအုပ်နှင့်စစ်တပ်ကဂိတ်ချဖမ်းဆီးပြီးစစ်မှုရန်တင်နန်းကြောင့်ပို့မိတဲ့တင်ကိုတင်ဆက်ပေးသွားပါမယ်။ရန်ကုန်တိုင်းမင်္ဂလာတုံမြို့နယ်ဝါယလက်တော်တိုက်ရက်ွက်တွင်အစင်းစင်မီဆိုကရက်ွက်အုပ်ချုပ်ရေးမှူးဦးအင်းမြင့်နှင့်ယာအိမ်မှုများကလူငယ်များကိုနေအိမ်ပေါ်အထိတက်၍ဖန်စီပေါ်တာဆွဲမှုများလှုပ်ဆောင်နေကြောင်းဖန်စီခံရသောလူငယ်အချို့၏ဆွေမျိုးသားချင်းများကရန်ကုန်ခေတ်သစ်တည်င်းဌာနထံသို့ပြောဆိုထားပါသည် နိုဝင်ဘာလ9ရက်နေ့ည7:00နာရီဝန်းကျင်အချိန်တွင်ဝါယာလက်တောတိုက်ရက်ကွက်အတွင်အစင်းစင်မီဦးဆိုပြီးရက်ကွက်အုပ်ချုပ်ရေးမှုအေးမြင့်နှင့်အဖွဲ့ကလူငယ်များကိုနေအိမ်ပေါ်သို့တက်၍ပေါ်တာဆွဲဖမ်းဆီးကြောင်းရင်းနောက်စစ်ဆေးမီဦးဆိုက ရက်ကွက်ရုံတို့ခေါ်သွားပြီးနောက်တနေ့နံနက်ပိုင်းတွင်စစ်မှုထမ်းစုဆောင်ရေးတပ်များသို့ပို့ဆောင်ကြောင်းသိရှိရပါသည်ရှင်။ အုပ်ကြီးကသူနဲ့မတည့်တဲ့အိမ်သူနဲ့အဆင်မပြေတဲ့အိမ်တွေကိုအဲစင်းဆိုပြီးလူငယ်တွေကိုတပ်ဖန်တာပြီးတော့စင်မေးစရာရှိလို့ဆိုပြီးနောက်တနေ့စင်မှုတန်းတင်တန်းကြောင်းပို့တာပဲဖန်ခံရတဲ့လူငယ်တွေရဲ့မိသားစုဝင်တွေကအနောက်ကနေလိုက်ထုတ်ဖို့လှုပ်တော့လဲအဆက်အသွယ်မခံပဲစစ်ထဲပို့တယ်ဟုရက်ကွက်နေပြည်သူတို့ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားထားပါတယ် ရင်ပြင်းမင်္ဂလာတို့မြို့နယ်ဝါရလက်တောတိုက်ဓမ္မရိတ်တာရက်ွက်အုတ်ချုပ်ရင်မှုဦးဝင်းမြင့်နဲ့အဖွဲ့ကစစ်မှုရန်တပ်သားလုံလောက်စွာရရှိသွားခြင်းတွင်လူငယ်များကိုဖမ်းဆီး၍တအူးလျင်ငွေကြေး30ဖြင့်ရွေးယူခိုင်းကြောင်းလာမရွေးနိုင်သောလူငယ်များကိုအခြားသောရက်ွက်များထံသို့စစ်မှုရန်လူစားထိုးအဖြစ်တအူးလျင်ငွေကြေး80ဖြင့်ရောင်းချကြောင်းသိရှိရပါသည် အလားတူမန္တလေးတိုင်းကြောက်စင်မြို့နယ်တန်ရွာတိုက်နယ်တွင်လည်းအလုသွားမြီလူငယ်ရှစ်ဦးကိုမြို့နယ်ထွေအုပ်နှင့်စစ်တပ်ကဂိမ်းချဖမ်းဆီးသွားပြီးစစ်မှုထမ်းတင်နှံကြောင့်ပိုရန်ဖမ်းဆီးချုံနောက်ထားကြောင်းဖမ်းဆီးခံရသောလူငယ်များ၏မိဘဆွေမျိုးများကရန်ကုန်ခေတ်တည်င်းဌာနတန်သူပြောဆိုထားပါသည်